င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ဆရာနာရှင်စနစ်စန့်ခြင်းဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံပြည်ညာနဲ့ရရှိလာရေး LDP ရဲ့ပါဝင်ဆောင်ရွက်မှုပြည်ထောင်စုအတွက်အထူးအရေးကြီးလို့ NUG ရဲ့သမ္မတကပြောမြန်မာနိုင်ငံမှာဆရာနာရှင်စနစ်စန့်ခြင်းဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံပြည်ညာနဲ့ရရှိလာရေးအတွက်မြို့သားဒီမိုကရေစီဘွဲ့ချုပ် LDP ရဲ့ပါဝင်ဆောင်ရွက်မှုမှာပြည်ထောင်စုအတွက်အထူးအရေးကြီးကြောင်းမြို့သားညွေဆွေရ NUG ရဲ့သမ္မတတို့ကလည်းရှိလာကပြောဆိုလိုက်တယ်။ ယနေ့ကြောက်တဲ့မြန်မာဒီမိုကရေစီဘွဲ့ချုပ်တည်ထောင်တဲ့39နှစ်မြောက်အထိမ်းအခမ်းအနားမှာနိုင်ငံတော်သမ္မတယာယီသမ္မတဒေါ်လာရှိခါကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တယ်။ယနေ့နယ်ဥတော်လေကခေဆက်ဆက်ဒီမိုကရေစီလောင်ရှားမှုရဲ့အဆက်ပြေကြောင့်ရှင်းချင်းဒီမှာ LDP ပါတီကာယကံမြောက်မြုပ်နှံကဲနိုင်ငံပါတီဖြစ်ကြောင်းလူထုက LDP ပါတီရဲ့ဥစားမှုကိုဇက်လက်အလို့ရှင်နေဆက်ဖြစ်ကြောင်းပြောတယ်။နယ်ဥတော်လေရမြို့သားဒီမိုကရေစီဖွဲ့ချုပ်ထက်ဝင်မြုံနှံခဲ့တဲ့ဆရာနာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုရဲ့ဆင့်ကဲလိုက်တစ်ခုဖြစ်ပါတယ်။ ဒါကိုယခုကျွန်တော်အားလုံးဝိုင်းဝန်းဥဆောင်ဆွေးဆက်နေကြတဲ့မြို့သားဒီမိုကရေစီဘွဲ့ကြောင့်နေနဲ့တမိုင်းပိတ်တောင်တွေကိုဆက်လက်ထမ်းရည်နေမယ်လို့ယုံကြည်တယ်။ဆရာနာရှင်စနေစန်းချင်းအပါဝင်ဆရာနာရှင်စနေကိုတက်ဆိုးရှင်အောင်ထောက်ပံ့ပေးတဲ့လုပ်ရည်တွေကိုစံကျင်တဲ့နေရာမှာမြန်မာဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့နေဦးတော်လင်အားစုအားလုံးနဲ့သက်သားတဲ့ဒီရှိပေးဥဆောင်ရဲ့ပြုပါဝင်နေမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါအပြင်နေဦးတော်လင်မှာအားလုံးပါဝင်တဲ့နိုင်ငံအခင်ချင်းဖြစ်လောက်ဆက်လက်ကူညီပေးဖို့မြစ်တာရက်ခံချင်ပါတယ်။ လူတို့လွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဗန်ဒီဘိုအတွက်တမိုင်းစဉ်လာကြည့်မှာတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဦးစားပောင်းဝင်မှုကိုပြည်သူတရက်လုံးကလည်းဆက်လက်လို့ရှိနေကြတယ်လို့ယာယီသမရကပြောတယ်တို့ပြန်လည်ဒီကောင်းဆောင်ဒေါန်ဆန်းစုကျဲကန်ကန်နာကရေးချပြီးနိုင်ငံအတွက်တမမဖြစ်နိုင်တဲ့ကောင်းဆောင်တော်ဖြစ်ကြောင်းဒေါန်ဆန်းစုတင်နေနိုင်ငံရဲ့ကျင်းသားများလွတ်မြောက်ရေးကြိုးပမ်းနေကြဆဲဖြစ်ကြောင်းယာယီသမရကပြောတယ် အမျိုးသားဒီမိုကရေစီဖွဲ့ချော်ရလတီအကြောင်းပြောစရာမှာကျွန်တော်နိုင်ငံတော်တိုင်ပင်ခံဒေါန်ဆန်းစုကြည်အကန့်ကဏ္ဍကိုမိသားပြောက်ထားလို့မရပါဘူးဒေါန်ဆန်းစုကြည်ဟာ LD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာပို့ပြီးနိုင်ငံအဖို့မပြတ်နိုင်တဲ့ခေါင်းဆောင်တော်လည်းဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်လေးစားအားကြဲဒေါန်ဆန်းစုကြည်ဂျပန်မြောက်လိုင်းနဲ့ဆီယုစုကမတရားဖန်ဆီချုပ်နှံခံထားလျက်ရှိတယ်ကျွန်တော်တို့အားလုံးနေဖြင့်လည်းဒေါန်ဆန်းစုကြည်နဲ့မတရားဖန်ဆီချုပ်နှံခံထားတဲ့နိုင်ငံချင်းသားများအားလုံးလို့မျှော်ရေးကိုကြိုပမ်းနေစေဖြစ်ပါတယ်ဒီလိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီကောင်ဆောင်နဲ့မတရားဖန်ဆီတိုင်းသိမ်းခံထားခြင်း ပါတီကိုဦးဆောင်နေတဲ့တာဝန်ရှိသူများအနေနဲ့လည်းဒီလိုကက်ကဲကြမ်းတမ်းတဲ့ဒေါ်လင်ကာလာမှာပါတီကိုစုစည်းအောင်လှုပ်ဆောင်နေတဲ့အတွက်နေဦးတော်လည်းတခုလောက်တည်းခွားဖြစ်ကြောင်းပြောကြားလို့ရလို့သမလကပြောဆိုတယ်။မြန်မာဒီမိုကရေစီဖွဲ့ချုပ်ကတန်ကွာ88ခုနှစ်စတမ29ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးယခုကပါတီရဲ့တက်တယ်မှာ39နှစ်ထိရှိလာပြီဖြစ်ပါတယ်။ ဇလဘီ2008ခြေကံဥပဒေသေးစိတ်လေးလာတော့တိုက်ပွဲတစ်ခုကိုမြောက်လိုင်းကစစ်အရာရှင်များဥပဒေသမားများတချို့နဲ့ဖွဲ့စည်းပြီးစာတမ်းတွေပြုစုတင်ပြခိုင်းအခြေခံဥပဒေပါစစ်တပ်ကကဏ္ဍတွုံးမြင့်လာနိုင်ပွဲရှယ်လို့ဆိုတယ်အာဏာရှင်တန်းရှယ်ဦးဆောင်ရေးဆက်ကဲ2008ဖွဲ့စည်းပုံခြေကံဥပဒေနဲ့ပတ်သက်ပြီးအာဏာကျန်တဲ့အာသာချက်တွေပြင်ဆင်တဲ့ချက်တွေပါဝင်သေးစိတ်လေးလာတော့တိုက်ပွဲတစ်ခုကိုမြောက်လိုင်းကဖွဲ့စည်းပြီးစာတမ်းတွေတင်ပြခိုင်းနေကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကပြောတယ် မြောက်နယ်ကဖွဲ့စည်းလိုက်တဲ့2008ဖွဲ့စည်းပုံခြေကဥပဒေအသေးစိတ်လေးလာသုံးသပ်ဖွဲ့မှစစ်တပ်အရာရှိတွေကဦးဆောင်ပြီးစစ်တပ်ဘက်တော်သားရဲဘက်ဥပဒေသားချုပ်ကိုဝတ်တဲသိဖွဲ့စည်းထားကြောင်းအဓိကအပြည့်လက်ရှိနိုင်ငံမှာစီကပ်ပြေဝဒီမိုကရေစီစနစ်ကောင်းထွယ်ဖို့ရေးတက်မတော်ရဲ့ကံကဏ္ဍတွေကိုပုံမတော်မြင်တော့ပါဝင်ကြောင်းသိရတယ်။ လရှိ2008ဖွဲ့စည်းပုံခြေကဥပဒေရဲ့သမ္မတရည်ချင်းသမ္မတချမ်းမှာသမ္မတကနိုင်ငံဝင်နဲ့မဖြစ်ရတဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်းနှုတ်ထွက်မိဆိုတဲ့ချက်တွေပါဝင်နေရရှင်းချက်တွေကိုပြင်ဆင်မှုတွေလှုပ်လာနိုင်ပွဲရှိကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကဆိုတဲ့2008ဖွဲ့စည်းပုံခြေကဥပဒေပုံမှန်63ကနိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတတွေကလွတ်တော်ကိုယ်စားလှယ်ဖြစ်ရင်လွတ်တော်ကိုယ်စားလှယ်ဖြစ်မှာလကနိုင်ငံဝင်နဲ့ဖြစ်ရင်နိုင်ငံဝင်နဲ့ဖြစ်မှာလကနိုင်ငံတော်သမ္မတသူမဟုတ်ဒုတိယသမ္မတဖြစ်ရွေးချယ်ရတဲ့ခန်းလေးရစာပြီးတော့နှုတ်ထွက်ပြီး ို့မဟုတ်ငိမ့်စားယူပြီးဖြစ်တယ်လို့မှတ်ယူရမယ်လို့ပြတတ်တယ်။တခြားတစ်ဖက်မှာလည်းစစ်တပ်ကဖော်ဆောင်ကောင်းတဲ့ဖော်လို့တဲ့စီကံပြေဝါဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွေးတဲ့ခြေကဥတွေကိုမြန်လိုင်ကလေးလည်းတုံ့တက်ခိုင်းတာကြောင့်သိရတယ်။ဆက်လက်ပြီးဝိုင်းမော့မြို့နယ်လျှံကျေးရွာကိုဒုစစ်ဆင်လာစစ်တပ်စစ်ကြောင်းမှခမတ38တိုင်မှုဒုတိယဗိုလ်မှူးကြီးတရားရင်နဲ့တည်ဆောင်ကချင်ပြည်နယ်ဝိုင်းမော့မြို့နယ်လျှံကျေးရွာကိုဒုစစ်ဆင်လာစစ်တပ်စစ်ကြောင်းမှခမတ38တိုင်မှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲတွင်ရရှိတဲ့တရားရင်နဲ့တည်ဆောင်တာကြောင့် KIC အသင်းမြေကပြောတယ် စတေမာလာ26နှစ်ဝိုင်းမွန်မြင်းနယ်လက်မြိုင်ကျေးရွာမှာ KIA တပ်နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာတနိုင်းမြို့နယ်ခြေဆိုင်ကမှတ18တပ်ကတရင်မိုးဒုတိယဗိုလ်မှူးကြီးမှတရားရရှိခဲ့ကြောင်းအဆိုပါတရားရရှိတဲ့တရင်မိုးကိုစေကုတာပေးနိုင်ရေးမြကျင်းနာမြို့ကိုပြန်လည်တဲ့ဆောင်စစ်လန်ခေမှာတည်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ KAI ပေါ်ပေါက်တက်တွေက2024ခုနှစ်မတ်လကစပြီးဝိုင်းမုံမြို့နယ်အတွင်းရှိစစ်ကောင်စီကိတ်စကန်တွေကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခါလာ58တဲ့ဟူရန်ပြည်သူစစ်စကန်မြို့မရဲစကန်ကလွယ်ပြီးဝိုင်းမုံမြို့နယ်အတွင်းရှိစစ်စကန်အလုံးကိုသိမ်းပိုက်ခဲ့ကြောင်း KAI သိမ်းပိုက်ခဲ့တဲ့စစ်စကန်တွေမှာလက်မြတ်ဒေသနဲ့ဝူရန်ဒေသတခြားမှာစစ်စကန်တွေပေါင်းကြောင်းသိရတယ်စစ်တပ်ကရခိုင်ဩဂုတ်လ20ရက်ကျော်ပိုင်းကစတင်ပြီးလက်မြတ်ဒေတာကိုထိုးစစ်ဆင်လာကြ။ထို့သူထိုးစစ်ဆင်လာတဲ့အတိုင်းပွဲတွေပြင်းထန်ဖြစ်ပွားပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းတောက်လျှောက်ဆိုသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ စစ်တပ်ကဒုစစ်ဆင်ကျဲရွေကြက်တွေမှာဝိုင်းမုံမြင်းနယ်မှာရွေကောက်ပွဲကျင်းပနိုင်အတွက်ရွေကြက်ရှိပုံရကြောင်းဝိုင်းမုံဘက်ကစစ်တပ်ကအင်အားများဖြစ်တဲ့အမှာစစ်မှုထမ်းတပ်သားတွေများပြားပောင်းနေကြကိုတွေ့ရကြောင်း KIC တရမြေကရှင်တွေပြောဆိုတယ်ဆလဘီတဲကုံမြို့နယ်မှာကြည်ရီကုံမီရှုံနဲ့စစ်တပ်စစ်တောင်းမိုက်ဆက်တိုက်ခိုက်မှုစစ်သားနောက်သေးဆုံးဘကူတိုင်းပြည်ခိုင်တဲကုံမြို့နယ်မှာကြည်ရီကုံမီရှုံနဲ့စစ်တပ်စစ်တောင်းမိုက်ဆက်တိုက်ခိုက်ခဲ့စစ်သားနောက်သေးဆုံးခဲ့ကြောင်းပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်363ရာတိတဲစစ်ထောင်လိုင်းနဲ့တရင်ပြတ်ကြိုက်တောင်းခိုက်ရဲဘော်ရှယ်ရုကပြောတယ် တင်မလာ၂၀လရက်နေ့မနက်9:30မိနစ်အချိန်တဲကုံမြို့နယ်တင့်နီတောအုပ်စုပန်းပင်ကုန်းကျေရအောင်စီတာကွက်တဲကုံမြို့ရှိုးပြပြထွက်လာစိုက်ကဲ၁၄စီပါစစ်တပ်စစ်ကြောင်းမိုက်ဆက်တိုက်ခိုက်ရစစ်သားနောက်တေဆုံမိနောက်တဲ့ရရှိခဲ့သောရှေးတိုက်ခိုက်မှုတွင်အကြပ်ဖက်စစ်ကောင်စီတပ်ကလက်နက်ငယ်နဲ့ပြတဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မရှိဘဲနဲ့ဆုတ်ခွာခဲ့ကြောင်းသိရတယ် ဒေါ်လိုက်တဖွဲ့ရဲ့မိုက်ဆက်တိုက်ခိုက်မှုကြောင့်တိတ်ဆုံးသွားတဲ့စစ်သားလောင်းနဲ့တန်ရရွှေသူတွေကိုတဲကုန်းမြို့ဘက်ကကားနဲ့လောက်တဲဆောင်သွားပြီးရွှေတောင်မြို့ကရင်တရားစစ်ဆေးကိုပို့ဆောင်နိုင်ကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုကိုပြရ21ခုကဲမွားမှရှေ့တုံချောက်တုံညာတိုက်တက်ခွဲငါမရဲဘော်တွေကမိုက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ပြည်သူ့ကာကွယ်တပ်မတော်နေဖြင့်စစ်အရှိန်မြင့်တင်လာပြီးဖြစ်ပါလာကြောင်းပြည်သူများအနေနဲ့ချက်ဖက်စစ်ကောင်စီတိုင်းစကစစ်စည်းကိတ်ကန်တွေကိုရှောင်ကွင်းတော်လာကြတယ်။တော်လင်းတပ်ဖွဲ့တွေကမြစ်တံရက်ကန်အသိပေးထားပါတယ်။ ဆက်လက်ပြီးတန့်ဆယ်မြို့နယ်ကန်ထူးမှကြားရှိစီဆိုင်နဲ့စားတောက်ဆိုင်ကိုလင်းနဲ့စက်တန်းကဖုံးကျယ်မှုကိုဝင်ဆောင်မြို့သမီးပောင်ဝင်တင်ဆောင်သူဆယ်ဦးကျော်ရှိလာပြောတန်ရရှိသူတွေပါထမံတင်ဆောင်တန့်ဆယ်မြို့နယ်ကန်ထူးမှကြားရှိစီဆိုင်နဲ့စားတောက်ဆိုင်ကိုလင်းနဲ့စက်တန်းကဖုံးကျယ်ခဲ့ရကိုဝင်ဆောင်မြို့သမီးပောင်ဝင်တင်ဆောင်သူဆယ်ဦးကျော်လာပြီးထိခိုက်ဒဏ်ရာရှိသူတွေပါတင်ဆောင်ကြဒေသပြည်သူတွေကပြောတယ်စတီမာလာ26နှစ်မနက်7:38မိနစ်ကမှတန့်ဆယ်မြို့နယ်ကန်ထူးမရရှိလူစီကားရနိုဘယ်စီဆိုင်နဲ့စားတောက်ဆိုင်ကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လင်းနဲ့ဗိုလ်ချက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြဗိုလ်ချက်မှုကြောင့်ဒေဆုံးသူရှေ့ကိုတွေ့ရှိခဲ့ရပြီးယနေ့ထမင်းရှင်းလင်းမှုလုံဆောင်မှာဒေဆုံးသူတွေထမင်းတွေ့ရှိရကြောင်းဒရန်ရှိသူတွေနဲ့မှဆေးရုံမှာဒေဆုံးသူတွေရှိကြောင်းသိရတယ်။ထို့ဗိုလ်ချက်တိုက်ခိုက်ခဲ့တဲ့ကတူမကြီးအစားတောက်ဆိုင်မှာပြည်သူတွေမွေးနေ့ပွဲကျင်းပနေခြင်းဖြစ်တာကြောင့်ထိခိုက်ဒေဆုံးသူများပြားခဲ့ကြောင်းစစ်တပ်တရင်ပေးတလန်နေကြဗိုလ်ချက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသပြည်သူတွေကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြောပသိမ်မစစ်မှုရန်လူစားတို့ရဝယ်မှုနဲ့ရက်ွက်အောက်ချုံရမှုတွေကိုစစ်တပ်ကလိုက်လည်ဖမ်းဆီးနေတော့လဲပတ်စံပေးနိုင်တော့အောက်ချုံရမှုတွေကိုပြန်လုပ်ပေးရေဝတီတိုင်းပသိမ်မြို့နယ်မှာစစ်မှုရန်လူစားတို့ရဝယ်မှုနဲ့ရက်ွက်အောက်ချုံရမှုတွေကိုစစ်တပ်ကလိုက်လည်ဖမ်းဆီးနေတော့လဲပတ်စံပေးနိုင်တဲ့အောက်ချုံရမှုတွေကိုပြန်လုပ်ပေးနေကြပသိမ်ချင်းဆိုင်ဒေသတင်မြစ်ကပြောတယ်စတေမာ25နှစ်ညာခုနိုင်ကချေပသိမ်မြို့မှတ်30ရက်ွက်အောက်ချုံရမှုအေကိုကိုနေပြည်တော်ရဲတပ်ဖွဲ့ကတရားဝင်စစ်မှုရန်ရဝယ်ပြုလုပ်မှုတွေငွေလဲသုံးစားပြုလုပ်မှု လိုင်စင်မဲ့ကာစီမှုတွေနဲ့ဝင်ရောက်ဖန်ဆီးခဲ့တော့လေကျိုတင်သတင်းရရှိရာကြောင့်အုပ်ချုပ်ရေးမှူးရေးကိုမှထွက်ပြေးလွတ်မြောက်သွားကြောင်း၎င်းစီးနေတဲ့ကောင်ရဲကတိတ်ဆိတ်သွားကြောင်းသိရတယ်။အလားတူပသိမ်မြို့အမှတ်၈ရပ်ကအုပ်ချုပ်ရေးမှူးဟန်ဝင်းရောင်နဲ့ရက်ကြီးစိတ်တို့ကိုလည်းစတိဘာ၂၅ညနေပိုင်းမှာတရားမဝင်စစ်မှုတန်းရောင်းဝယ်ပြုလုပ်မှုငွေလဲတုံးစားမှုတွေနဲ့ကျပ်ဖက်စစ်တပ်ကဝင်ရောက်ဖန်ဆီးခဲ့ကြောင်းထို့ပြင်အမှတ်၈ရပ်ကတင်ကိုလည်းကျပ်ဖက်စစ်တပ်က AC ကား9စီး120ကျော်နဲ့ဝင်ရောက်ဆင်းနေပြီးရှာဖွေဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရတယ်။ ။ပသိမ်မျိုးပေါ်ရှိရက်ကအောက်ချုပ်ရေးမှုတွေကစစ်မှုထမ်းလို့ရောင်းဝယ်ပြုလုပ်မှုနဲ့ငွေကြေးချမ်းသာသူတွေဖြစ်ပြီးအကြပ်ဖက်စစ်တပ်ကဝေရောက်ဖမ်းဆီးတော့လဲငွေကြေးပေးပြန်လဲလွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရပါဗျ။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။